အိမ်အောင်စုများတလားစာအဆောင်စီ9လီတာစီအိမ်ရောက်မှယူနိုင်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အိမ်အောင်စုတဆူဝတ်တို့အဆောင်စီတလားစာနှစ်ပိတ်သား85ချက်တာ9လီတာကိုအိမ်အရောက်ငွေချေစနစ်နဲ့မှယူနိုင်ပြီလို့ရောင်းတိုင်းဒေသကြီးအဆောင်စီအိမ်တိုင်းရှားရောက်ဖြန့်ဖြူးရောင်းချရေးကော်မတီကသိရပါတယ်။ အဲ့ဒီလိုရောင်းချရမှာရန်ကုန်တိုင်းရဲ့ထွင်းကမြို့နယ်54မြို့နယ်ကစောင်းစီတွေကိုမိသားစုတွေတလားစာလင်းမြန်လွယ်ကူစွာနဲ့အိမ်ထိုင်ရှားရောက်ဝယ်ယူနိုင်စေဖို့ရည်ရွယ်ဆောင်ရွက်ထားလို့ဆိုပါထင်အစိုးရကဲတော့ဝယ်ယူရရှိနိုင်ဖို့ခရိုင်14ခုမြို့နယ်54မြို့နယ်မှာ ခရိုင်အလိုက်ကောစင်တာတွေထားရှိပြီးပေါ်ချချက်တွေကိုလက်ခံသွားမယ်လို့ဆိုပါထင် ရောင်းချရှားမှာလဲအစိုးရရုံးပိတ်ရက်တွေမပါတနင်္လာနေ့ကနေတောက်ကြနေ့အထိ မနက်9:00နာရီကနေညနေ4:00နာရီအတွင်းဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေကို ခေါ်ဆိုမှကြားနိုင်တယ်လို့လည်းသိရပါတယ်။ပို့ဆောင်ခါကိုတော့မှာကြားတဲ့ဝယ်ယူသူဘက်မှပေးချေရမှာဖြစ်ပြီးစီဖိုးကိုကြိုတင်ပေးချေဖို့မလိုဘဲပစ္စည်းရောင်းငွေချေစနစ်နဲ့ပဲရောင်းချသွားမှာဖြစ်ပြီးမှာကြားရတဲ့ပစ္စည်းရောင်းမယ်ရက်မှာ3ရက်ခန့်ကြာချနိုင်တယ်လို့ဆိုပါတယ်။ ဈေးနှုန်းအနေနဲ့ကားတော့တနင်္လာနေ့တိုင်းသတင်းစာထွေးမှထုတ်ပြန်တဲ့၎င်းရည်ညွန်ဈေးနှုန်းကိုအခြေခံက ကုန်ကျစရိတ်ကိုထည့်သွင်းတွက်ချက်ထားတဲ့ဈေးနှုန်းနဲ့ရောင်းချသွားမယ်လို့လည်းသိရပါတယ်။ဧပြီလ28ရက်ကနေမေလ4ရက်နေ့အထိရန်ကုန်အထိုင်းစောင်းစီအခြေခံ၎င်းရည်ညွန်ဈေးအဖြစ်တပိတ်သား6935ကျပ်သတ်မှတ်ထားတယ်လို့သိရပါတယ်ရှင်။